ရက်ဖို့က United တင်းမှာကစားချင်နေတုံးပဲလို့မှတ်ချက်ပြုလိုက်တဲ့ Rooney မန်ချက်စတာ United ကစားသမားဟောင်းကြီး Wayne Rooney ကမဂါရက်ဖို့ဟာ Aston Villa မှာငှားနဲ့ကစားရင်ခြေစွမ်းကောင်းနေပြန်လဲပြသနိုင်ပြီးနောက် United တင်းစီကိုပြန်သွားကစားဖို့ဆရာထက်တန်နေတယ်လို့မှတ်ချက်ပြုပြောကြားခဲ့ပါတယ်ရက်ဖို့ကဇန်နဝါရီလဆောင်းစည်းကွက်မှာ United ကနေ Villa တင်းစီကိုပေါင်တန်း၄၀တန်းအပြည့်သက်ခေါ်ယူခွင့်မှာပါဝင်နေငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ် Champions League Quarter Final ဒုတိယကျောက်ပွဲစဉ်အဖြစ် Villa နဲ့ PSG တို့ရဲ့ Champions League ပွဲအတွက် Amazon Prime ရထုတ်လွှင့်မှုမှာ United ကနေဝင် Rooney ကဘောလုံးဝေဖန်သူဖြစ်ပါဝင်ပြီး ရက်ဖိုးက United မှာပဲသူ့ရဲ့ကစားသမားဘဝကိုပြန်လဲအသက်သွင်းနိုင်ခြင်းနေတယ်လို့ပြောကြားခဲ့ပါတယ်။ရိုနီကမက်ဂါရက်ဖိုးက Manchester United မှာကစားခြင်းနေသေးတာတရားရဂိုင်းလုံးသိကြပါတယ်။သူက Manchester မှာမွေးဖွားသူ Man United ပြည်သက်တယောက်ဖြစ်ပြီးပြီးခဲ့တဲ့နှစ်နဲ့ငယ်တွင်မှာသူ့အတွက်အခက်ခဲခဲ့ပါတယ်။သူကစားဖို့လိုအပ်ခဲ့ပေမဲ့ United မှာရာသီဆုံးသက်ချိန်ထိကစားခွင့်ရတော့မှမဟုတ်မှန်သိတာခဲ့ပါတယ်။အကောင်းဆုံးအနေထားမှာသူက United အတွက်မွေးနှင်းတစ်ခုခြံထားခဲ့ခြင်းပါတယ်။အဲ့ဒါဖြစ်နိုင်ပါမလားဆိုတာကတော့ကျွန်တော်မသိပါဘူး။ဒါပေမဲ့ဒါကကျွန်တော်မြင်ကျင်တဲ့အရာပါလို့ပြောကြားခဲ့ပါတယ်။ရက်ဖိုးက United မှာခြေစွမ်းကြော်စင်မှုကြောင့် ဒီပြရိုဘင်အာမော်ရီရဲ့ရွေးချယ်မှုမှာပါဝင်ခွင့်မရတော့ဘဲအသင်းကနေအငားနဲ့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။အသက်29နှစ်အရွယ်တိုက်စစ်မှုက2023ဩဂုတ်လကနေ2025ဇန်နဝါရီလထိ United အတွက်သင်းကို15ကိုးသာသင်းယူနိုင်ခဲ့ပေမဲ့ဘီလာမာတို့သူ့ရဲ့ရေပုံစံကိုပြန်ရှာတွေ့ခဲ့ပြီးသုံးကိုသွင်းကဗီလာရဲ့အဓိကတိုက်စစ်မှု Oliver Gain ကိုပါအဓိကတိုက်စစ်မှုနေရာကနေဖယ်ထုတ်နိုင်ခဲ့ပါတယ် Rafo ရဲ့နာခံနဲ့ပတ်သက်ပြီးတော့ဘာမှအတည်မပြုရသေးပေမဲ့ဗီလာကတော့ Rafo ကိုပြီးတဲ့ဝယ်ယူနိုင်တဲ့ရွေးချယ်မှုမှာပါရှိတာကြောင့်ဆုံးဖြတ်ချက်ချနိုင်တဲ့အနေအထားမှာရှိနေပါတယ် ဒါပြင်ဘာစီလိုနာကလည်း Rafael ball စိတ်ဝင်စားမှုရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေသလို United စီပြန်သွားမလားဆိုတာကလည်းစောင့်ကြည့်ရပါမယ်။ဒီမှာ United စီရဲ့အမှားကိုချက်ပြတ်